ရီတိုင်းကန်ကြီးရောင်းမြို့နယ်ရှိတရားရှိတောင်စီဒီမှာအနောက်တောင်တိုင်းစစ်ဌာနချုပ်ကဆစ်အောင်နိုင်ဖို့အတွက်ရေရရချေစုတောင်းမှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အောက်တိုဘာ24ရက်နေ့ကပသိမ်မြို့ခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ်ကအမျိုးသားမျိုးသမီးအင်အားတရာလောက်နဲ့လာရောက်ပြီးတရားရှိတောင်ဆရာတော်ရဲ့ရုပ်ကလပ်ရှိမှာဆစ်အောင်နိုင်ရေးအတွက်စုတောင်းခဲ့ကြတာပါ။ ိုက်ပွဲတွေနိုင်အောင်ဆိုပြီးအောင်မြေလာနင်းတယ်လို့တော့ပြောတာပဲတရားရှစ်တောင်ဖျားကတကိုးကြီးတယ်ဆိုလို့သူတို့စစ်တပ်ကဖျားတွေမှာရရာခြေနေကြတာပဲလေလို့ဒေတာကန်တူးက ARD Times ကိုပြောပါရယ်အဲ့လိုစစ်တပ်ကလာရောက်ပြီးရရာခြေနေစဉ်ပြည်သူတွေကိုဖျားတွင်းဝင်ခွင့်ပိတ်ထားတယ်လို့လည်းဒေတာကန်တွေကပြောပါရယ် လက်ရှိအချိန်မှာအာရခတက်တော်နဲ့ပူပေါင်းတက်တွေက ARI တိုင်းနယ်နိမိတ်တွင်တိုက်ခိုက်မှုတွေပြုလုပ်နေပြီးစစ်ကောမရှင်တက်သားတွေအနေနဲ့နေ့စဉ်ထိခိုက်သေးဆုံးမှုတွေလည်းရှိနေပါသေးတယ်။